မင်္ဂလာပါဒီကဓမ္မမိတ်ဆွေတွေကိုကျေးဇူးတော်ရှင်ဗဒ္ဒနာဝေဘုံလားဆရာတော်ပြားကြီးရေးသားချီးမြှင့်တော်မူတဲ့အရဟံကုံတော်14000ကျင့်ဆောင်ပုံစောင့်တဲကတိတိယာမှာအလွန်အစွမ်းထက်လာတဲ့တဏ္ဏကုံအကြောင်းနဲ့တကိုးယာမှာအလွန်အစွမ်းထက်လာတဲ့မြတ်စွာဘုရားရှင်ရဲ့ဂုံတော်တွေအကြောင်းကိုဘုဒ္ဓတရားပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာ channel လေးကိုကြိုက်မြတ်တဲ့ဆိုရင် like နဲ့ subscribe လေးပြုလုပ်ပေးခဲ့ပြီး video အစ်တတိုင်းသိရအောင် ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ကြပါအောင်ခင်ဗျဒါဆိုရင် အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်တိအစတရဏဂုံကဆိုတဲ့ဆောင်ပုံးနဲ့အညီကိုခံပညာတွေခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုတွေကအစပြုပြီး၁၀ပါးသောတိတိမျိုးကိုအလိုရှိတဲ့အခါမှာတရဏဂုံ၃ပါးမဟာတရဏဂုံတော့၃၀မဟာတရဏဂုံတော့၅၄ပါးတို့ကို အထူးပွားများအားထုတ်နိုင်ရမှာဖြစ်ပါတယ်ဒီလိုပွားများအားထုတ်နိုင်တဲ့အခါမှာတရဏဂုံရဲ့တိတ်ထီအစွမ်းတွေကြောင့်ခုနှစ်ရသားသမီးတွေမိမိကိုမကောင်းကြံစီလို့မရနိုင်သလိုကာယတိတ်ထီအရာမှာလည်းအပားပေါင်း30ထိပြီးစီးစေနိုင်ပါတယ်ဒါပြင်တရဏဂုံအစွမ်းကြောင့်တမာဒီဝနှက်တွေသာသနာတော်ဆောင်နှက်တွေနဲ့လောကပါလနှက်တွေကိုအမိတ်အာဏာနဲ့စေခိုင်းလို့ရနိုင်သလိုအဘိညာဝိဇာညာတကိုးတွေကိုလည်းတရဏဂုံအစွမ်းကြောင့်ရရှိစေမှာဖြစ်ပါတယ်ဒါပြင်မိမိရဲ့အကျင့်သီလတိတ်ခါတမာဒီတွေကို တဏ္ဍဂုံအစွမ်းကြောင့်အဖြက်နှက်တွေမိစ္ဆာတွေအဖြက်ဝိစ္ဆာတွေအနေနဲ့ပျက်စီးအောင်ဖျက်ဆီးခြင်းတွေမကောင်းကြံစီခြင်းတွေပြုလုပ်လို့မရနိုင်တော့သလိုအဖြက်စီးအနှောက်ရှက်တွေကင်းဝေးပပျောက်စေပြီးပျော်ရွှင်အေးချမ်းစွာငြိမ်းချမ်းစွာ အောင်မြင်ပြီးစီးစေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်တိဋ္ဌိအစတဏ္ဍဂုံကဆိုသလိုတဏ္ဍဂုံ၃ပါးမဟာတဏ္ဍဂုံတော်30မဟာတဏ္ဍဂုံတော်54ပါးတို့ကို အထူးပွားများအားထုတ်ကြသူတွေအနေနဲ့ တာနာကုန်ရဲ့တိုက်တိအစွမ်းတွေကြောင့်သူတစ်ပါးအဖြတ်အစည်းတွေမလိုမုန်းထမှုတွေမလာလိုဝင်တုံမှုတွေအတိုက်ခံတွေအဖို့တဲ့အခက်ခဲတွေနဲ့ဘေးရန်တွေကနေကာကွယ်ပြီးစီးစေနိုင်လို့ကာကွယ်ပြီးသားလည်းဖြစ်စေပါတယ်တို့တူတကိုးစဂုံတော်ကဆိုတဲ့စောင်းမို့တိုင်းမြက်စွာပြားရှင်ရဲ့ဂုံတော်တွေဟာလည်းရန်သူမျိုး၅ပါးကိုလွှမ်းမိုးအုပ်ချုပ်နိုင်လို့ရန်သူမျိုး၅ပါးကိုခြေဖြတ်နိုင်ပြီးဖျက်ဆီးစေနိုင်ပါတယ်ဒါအပြင်ဘုရားရှင်ရဲ့ဂုံတော်တွေဟာစုံးကဝေတစီမြေဖို့ ဘလူးတရဲတပတ်ပုတ်ပိတ်တာတို့ကိုလည်းဖျက်စီးနိုင်နေနိုင်တဲ့အစွမ်းတက်တီတွေနဲ့ပြည့်စုံသေးပြီးဂုံတော်ရဲ့စွမ်းအားကြောင့်ခုနှစ်ရဲ့တားသမီးတွေအနေနဲ့မိမိကိုချစ်ခင်လေးစားလာစေပြီးစားဝယ်တောက်ပွဲလှူဝယ်တွေနဲ့ပူဇော်ကြောလာစေနိုင်တဲ့တကိုးစွမ်းတွေကိုလည်းရရှိစေနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်တကိုးအစဂုံတော်ကဆိုသလိုအလုံးစုံသောလူနာဝိဇ္ဇာတတဝါတွေပါမကြံချစ်ခင်နှစ်သက်ကြီးညိုလာစေနိုင်သလိုအလုံးစုံသောယန္နာတွေရွှေငွေတွေနဲ့စီးစိမ်ဥစ္စာတွေလည်း ဝင်လာမစဲတသေးသေးဆိုလိုဝင်ရောက်လာစေနိုင်ပါတယ်။ဒါပြင်အိဒီဝိဒဒိဗ္ဗတော်တာဒိဗ္ဗစကုစေတောပရိယပြစိတ်တဝိဇာနာနာညံတွေကိုလည်းပါမီအလျောက်ရရှိလာစေနိုင်မှာဖြစ်ပြီးဂုံတော်ရဲ့တကူကြောင့်စိတ်သွားတိုင်းကိုပါလိုရာခီးကိုဆက်ရောက်စေမှာဖြစ်ပါတယ်။တတိစသရဏဂုံကတကူအစဂုံတော်ကဆိုတဲ့အတိုင်းသူတော်ကောင်းတွေနဲ့မြတ်တော်အကျင့်ကိုစဉ္ညာအားထုတ်ကြတဲ့ဆရာကောင်းတွေကတော့တရဏဂုံတော်ကို အတွင်းထားပြီး ကျင့်ကြံပွားများအားထုတ်ကြလို့ဂုံတော်၉ပါးကိုအပြင်အာရတနာဒွာရ32ကော့ထာတာမှာအားထားပြီးကျင့်ဆောင်ပွားများအားထုတ်ကြပါတယ်။ဒါပြင်သူတော်စင်သူတော်ကောင်းတွေဟာလက်ရာကိုတန်နကုန်လက်ဝဲကိုဂုံတော်ထားပြီးလက်ဝဲတက်လက်ရာတက်စုံညီအောင်လဲကျင့်ဆောင်ပွားများအားထုတ်ကြပါတယ်။ဒါပြင်နေမင်းကိုတန်နကုန်လာမင်းကိုဂုံတော်ထားပြီးနေတက်လာတက်အပူတက်အေးတက်စသဖြင့်စွဲသုံးထားပြီးပွားများအားထုတ်ကြတာဖြစ်ပါတယ်။ဒါကြောင့် နေနယ်လာနှစ်ပါးပြိုင်တကြားကိုယ်တိုင်မမယ်ယောက်ျားစတဲ့ဆိုယိုးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်တရဏဂုံတော်ဟာလက်ရလက်နက်စွမ်းအားတစ်ခုဖြစ်ပြီးစကြဝဠာတပေါင်းအထိပြန့်နှံ့စေနိုင်သလိုဂုံတော်ကိုးပါးဟာလည်းလဝဲလက်နက်စွမ်းအားတစ်ခုဖြစ်ပြီးစကြဝဠာတပေါင်းအထိပြန့်နှံ့စေနိုင်ကတစ္ဆာလေးပါမကင်ရှိပါဘောရီပက္ခိယတရားတပ္ပညုတညံတော်အနန္တနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာအာနိသင်စွမ်းအားဟာစကြဝဠာဂရေတသိန်းအထိပြန့်နှံ့ထက်မြက်လာစေနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတည်ထားရမှာကတော့တဏ္ဍဂုံအချင်းကိုပဲကျင့်ကျင့်ဂုံတော်အချင်းကိုပဲကျင့်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 ပွားများအားထုတ်သူတွေအနေနဲ့မိမိတို့ရဲ့ကျင့်ကျင့်ပွားများအားထုတ်မှုတွေကိုရိုသေလေးစားယုံကြည်ရမှာဖြစ်ပါတယ်။ဒါပြင်တဏ္ဍဂုံကိုပွားများရွတ်ဆိုသည်ဖြစ်စေဂုံတော်ကိုပွားများရွတ်ဆိုသည်ဖြစ်စေပြပတတပြပြတတနဲ့အဖြတ်တောင်မှန်ကန်စွာရွတ်ဆိုနိုင်ရမှာဖြစ်ပါတယ်။အလင်းစလိုကျင့်ကျင့်ပွားများတာဖုတ်မှုမိတိုက်ကျင့်ကျင့်ပွားများတာမောကြီးပန်းကြီးရောက်လာပြီးကမှ ြင့်ညက်ပွားများအားထုတ်ကြတာမျိုးတွေမပြုတ်လုတဲ့လို့အားမထုတ်တဲ့ညောင်းကိုလည်းတိထားရမှာဖြစ်ပါတယ်။ဒါပြင်တရဏဂုံကိုဖြစ်စေဂုံတော်ကိုဖြစ်စေကြင့်ညက်ပွားများအားထုတ်ကြတဲ့အခါတောတော်ထဲမှာအားထုတ်မယ်ဆိုရင်တောဆောင်နဲ့တောင်ဆောင်နဲ့ရုပ်ကစိုးနဲ့ဘုံမဆိုးနဲ့တွေကိုအဓိကထားပြီးမေတ္တာပွားကအမျှဝေပေးရမှာဖြစ်ပါတယ်။မိမိတို့ရဲ့နေအိမ်တွေမှာကြင့်ညက်ပွားများအားထုတ်မယ်ဆိုရင်အိမ်ဆောင်နဲ့ရက်ွက်ဆောင်နဲ့မျိုးဆောင်နဲ့ရွာဆောင်နဲ့ဘုံမဆိုးနဲ့ရုပ်ကစိုးနဲ့ အာဃာတဇိုးနတ်တွေကိုအဓိကထားပြီးမေတ္တာပွားကအမျှဝေပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဘုရားစေတီပထိုးတွေမှာတဏ္ဍဂုံကိုဖြစ်စေ၊ဂုံတော်ကိုဖြစ်စေ၊ကျင့်ကြံပွားများအထုတ်ကြတဲ့အခါဘုရားစေတီဆောင်နတ်တွေ၊တမာဒေဝနတ်တွေ၊သာသနာတော်ဆောင်နတ်တွေ၊နေမြေဆောင်နတ်တွေ၊တောဆောင်နတ်တွေ၊တောင်ဆောင်နတ်တွေနဲ့ဘုံမဆိုး၊ရုပ်ကဆိုး၊အာဃာတဇိုးနတ်တွေကိုအဓိကထားမေတ္တာပွားကအမျှဝေပေးကြရမှာဖြစ်ပါတယ်။ဓမ္မသာမိမိတို့အထုတ်နေတဲ့ အကျင့်ပရိပတ်ကိုဖျက်ဆီးမဲ့အန္တရာယ်တွေအနောက်ရှက်ပေးမှုတွေအတိုက်ခံလုပ်မှုတွေကနေကင်းဝေးပပျောက်စေမှာဖြစ်ပါတယ်ဒီလိုကင်းဝေးပပျောက်စေဖို့အတွက်လဲတောဆောင်နဲ့တောင်ဆောင်နဲ့တွေရုပ်ကစိုးဘုံမဆိုးနဲ့တွေကကုညီမဆာစောင့်ရှောက်ပေးကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ channel လေးကိုကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ